မင်္ဂလာပါ မမရရအပီဆိုဒ်1လေးကိုချစ်ဖို့စောင့်နေတဲ့အတွက်ကျေးဇူးများတင်ပါတယ်အခုလိုချစ်ပြီးတာကိုလည်းကျေးဇူးများတင်ပါတယ်ခရစ်ရဲ့မမရရအစီအစဉ်လေးမှာပထမဦးဆုံးနဲ့ခရစ်ဘာပြောရမလဲစဉ်းစားတာပေါ့နော်အဲ့ဒီမှာခရစ်ပထမဦးဆုံးအပီဆိုဒ်ကိုတကယ်ကိုခရစ်ရဲ့မမရရလေးလည်းဖြစ်ခဲ့တဲ့ခရစ်ကြောင်းစားတတ်တဲ့နေလေးကိုရွေးထားပါတယ် ကာလက digital digital နဲ့ tradition နဲ့ပြောင်းနေတဲ့ကာလပေါ့ဘယ်လောက်ဖြစ်မလဲဆိုတော့2000 2000လောက်ဖြစ်မယ်ဒါပေမဲ့ Chris က2000မှာတက်တာပေါ့နော် New York မှာဟိုလူတွေဘာလုပ်အောင်မသိဘူးအဲ digital လဲ တကြရစနေပြီဖြစ်ကိုဖြစ်မှာလို့ပြောနေပြီမဲ့ဒီဘက်က traditional နဲ့တမားတွေကလုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒီဘက် digital ဒီလိုရိုက်မှသာလားဖြစ်မှာဒီလိုဒီလိုမျိုးတွေဒီလိုကင်မရာတွေနဲ့ရိုက်ရင်မဖြစ်ဘူးဆိုပြီးတော့ဖြစ်နေတဲ့ကာလမှာကိုကကြတော့ဆုံးဖြတ်ချက်ချလိုက်တာနှုတ်ငါ digital ပဲသွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့တာပေါ့နော်ကြောင်စတ်တက်တော့မယ်ဆိုရင် เอ็กไซเต็ดဖြစ်ကြတာပေါ့เนาะဟိုပစ္စည်းဝယ်မယ်အာဘာဘာတွေလို့လဲဘာတွေယူရမလဲအဲ့လိုဖြစ်နေတယ်ကလေးလေးလို့မျိုးပြန်ဖြစ်သွားတာပေါ့เนาะအထူးသဖြင့် film school ဆိုတော့ကိုအကြိုက်ဆုံးဘာသာရပ်ကိုကိုသင်ရမယ်ဆိုတဲ့အချိန်မှာ excited တွေအရန်ဖြစ်ပြီးတော့ ဟိုပြောရမယ်ဆိုပထမဦးဆုံးနေ့ရလဲဖြစ်နေတော့ရေတွေလဲချိုးပေါ့ခေါင်းတွေလဲရှော့အလှပါလေးလှလှပပလေးလေးပြင်တာပေါ့နော်အာပြီးတော့ငကိုတဲကလဲကိုကအဲ့လိုလက်သေးနီခြေသေးနီလေးလေးဆိုးရတဲ့အမျိုးဟို main ကလေးမျိုးလဲဖြစ်နေတဲ့အချိန်ကြတော့ဟိုပြောမယ်ဆိုမှုေးပြန်တန့်ပြီးတော့ကြောင်သွားတာပေါ့တကားဟိုစဖွင့်လိုက်တဲ့အချိန်မှာဟွာတယ်မှားနေတယ်အခန်းမှားနေတယ်ဆိုတော့ကိုကလဲ ဟိုပေးစာရွက်တွေပိုင်းနဲ့တည်တည်ချာချာထုတ်လာစကေဂျူးစာရွက်တွေပိုင်းနဲ့ပေါ့နော်ဆိုတော့ကိုပြန်ကြည့်လိုက်တော့ဒီအခန်းမှာပေါ့နော်ဒါပေမဲ့သူကဘာပြောလဲဆိုတော့ဟွာတဲ့ဟာ fashion department ကဒီမှာမဟုတ်ဘူးတဲ့ဆိုတော့ကိုကอืมဘာလဲပေါ့ငါ fashion student မှမဟုတ်တာပေါ့နော်ဒီမှာငါ fashion study လာလောက်တာဆိုလဲဆိုတော့သူကလည်းကိုကိုကြည့်ရဲ့ပုံစံဟိုကိုဟာနေမှာပေါ့နော်ကိုပုံစံက ဟိုလှုပ်လာတဲ့ပုံစံကဒီ feel ကိုမသိတဲ့ပုံစံတော့ဖြစ်နေတာပေါ့တကယ်တကယ်မှာကြတော့ဒီရုပ်ရှင်လောကဆိုတဲ့ဟာကြီးကိုဝင်ပြီဆိုလို့ရှိရင်အာမိမတ် director ပဲဖြစ်ချင်တာပဲဖြစ်ဖြစ်မိမတ် camera သမားပဲဖြစ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီအလုတ်ကအရန်ကို ခက်ခဲကြမ်းတမ်းတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ကိုပုံစံက ကြည့်လိုက်လို့ရှင်ပျော်စီပျော်စီအသက်ကလည်းအဲ့တော့ရဟိုဒီအခုထပ်စားလို့ရှင်အများကြီးငယ်သေးတယ်ဆိုတော့လေပျော်စီပျော်စီနဲ့ဆိုတော့သူကြည့်ရတာဒီဟာကတော့ film school လာတတ်တာလုံးဝမဖြစ်နိုင်ဘူးပေါ့နော် so okay ဒါအနောက်ဆုံးတော့ okay okay အခမ်းမမဟုဆိုလဲလာပေါ့သူတိတ်လဲအရင်ကတော့စိတ်မဝင်စားဘူးပေါ့ကိုကသာတယောက်တည်းဟိုဘယ်လိုခေါ်မလဲကြော်မော်လှပအောင် လုပ်နေပေမဲ့ကျန်တဲ့သူတွေကြတော့ဒီလိုပဲလေចောင်းလာတက်ကြတာអូ so အဲ့မှာရဲကကိုကသတိတော်ထားမိလိုက်အင်းလို့ငါလို့နည်းနည်းတော့အရင်ကအဝင်ခွင့်ချဒီ freedom မှာမဖြစ်နေဘူးပေါ့နော်ဖြစ်နေဘူးဆိုတော့စိတ်ကတော့အလောက်ကြီးတော့မကြသေးဘူး Okay ဘာဖြစ်လဲပေါ့ကိုကကိုလှချင်နေပေါ့နော်လှချင်နေဆိုတော့ great လှရခြင်းနဲ့အတိုင်းဝန်ကပိုင်းကနေမယ်ပေါ့အဲ့လိုနဲ့မိတ်ဆက်ကြတာပေါ့နော်အဲအတန်းနဲ့ကဟိုတခြားသူတွေကစမိတ်ဆက်တာစမိတ်ဆက်တော့ သူတို့ကလည်းသူတို့အเจ้าနေပြောတာပေါ့သူတို့အเจ้าနေပြောရဲ့အချိန်မှာကိုနားထောင်နေအချိန်မှာကိုကစိတ်ကနည်းနည်းလေးတော့တဖြည်းဖြည်းနဲ့တိမ်ငယ်စိတ်ကဆဖြစ်လာဖြစ်လာရဲဆိုတော့သူတို့က film school က crystal တာ digital ပေါ့နော် digital ကိုအဲ့အချိန်တော့ဟာ tradition နဲ့ digital ဒီ film တော့ကြီးတွေရိုက်နေရနေပြီးတော့ digital ကိုပြောင်းတဲ့ကာလာလေးဖြစ်တဲ့အခါကျတော့သူတို့တွေက ဒီရုပ်ရှင် film တို့ဘက်မှာဒီ college တို့ university တို့ကကြောင်းပြီးပြီးသား digital သိစင်လို့လာတဲ့လူတွေကအများကြီးဖြစ်နေတဲ့အတန်းမှာအဲ့ဒီအချိန်မှာကိုကအမှန်တိုင်းပြောရင်ဘာဖြစ်ချင်လို့သွားတက်တာလဲဆိုတော့ Chris ကတရုတ်ဆောင်ရမ်းဖြစ်ချင်တာအာတရုတ်ဆောင်ရမ်းတရုတ်ဆောင်တရုတ်ဆောင်ဂျင်းနဲ့ဟိုငငယ်ရဲ့ရမ်းဝါသနာပါတဲ့ယောဂရှိရပါတော့အဲ့တော့ကိုကကြတော့ ဒါရက်ဒီပညာကိုသွားလေ့လာမယ်ဒီပညာကိုသိလို့ရှိရင်ကိုကကိုတ িয়োগ ဆောင်ခြင်းနဲ့ကောက်ကိုပေါ့ကိုရိုက်မယ်ပေါ့လေရွေရွက်ချက်ကအဲ့လိုကြီးကြီးမားမားနဲ့သွားတာသူကတကယ်တော့ film dot တွေနဲ့ရိုက်နေတဲ့နေရာနေဒီမှာလာပြီးတော့ digital အသစ်အစမ်းလေးကို ဘာပြောင်းလဲသွားလဲဘလို့ပိုအကျိုးရှိအောင်လုပ်ရမလဲဆိုလာတဲ့အခါကျတော့သူကသူရဲ့ experience တွေပြောတာပေါ့ my name is ကနေပြီးတော့စလိုက်တာမှာတခါတည်းသူတို့ဟာသူတို့ဘာကြီးလှုပ်ဖူးတယ်ဘလို့ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအားလုံးလဲဝါပေါ့ဟိုစကားတယောက်နဲ့တယောက်နားထောင်တဲ့အချိန်မှာကိုကအဟိုငါဘာပြောမယ်ဆိုတော့လဲအားလုံးကတက်ကြွပြီးတော့တခြားသူတွေကလည်းပြောရတာတွေဟိုဘလို့ခေါမလဲအော်တဆုံးပေါ့ဝိုင်းကြည့်နေကြဝိုင်းကြည့်နေတဲ့အချိန်မှာကိုက တဖြည်းဖြည်းနဲ့ဟိုဇောကျွေးတွေကစပြန်လာခွေးဆက်ငိုတွေကအရင်ကလည်းကြောက်တတ်တယ်ပြီးတော့လေအာဘယ်လိုလဲဆိုတော့ကိုကိုအဲ့မှာလဲသတိထားမိလာတာကိုရဲ့ nature ပေါ့နော်အမ်မြန်မာပြည်ကနေလာတယ်ဆိုတဲ့ဟိုကစိတ်ထဲမှာတဝက်ကတော့တိမ်ငယ်စိတ်ကပါလာပြီးသားပေါ့နော်သူများနိုင်ငံဆိုတဲ့စိတ်ကြီးကအမြဲရှိတယ် သူများနိုင်ငံမှာရှိတယ်နောက်တစ်ခါသူများရဲ့ဘာသာစကားပေါ့ဆိုသူများနိုင်ငံသူများဘာသာစကားကိုကိုကစပြီးတော့သူတို့ ਨੇ ရော ထွေးပြီးပြောရတော့မယ်ဆိုတော့ဟိုတခြားသူတွေတော့မသိဘူးခရစ်မာတော့အဲ့ဟာရှိတယ်ရှိတယ်ဆိုတော့စိတ်ထဲမှာဘယ်လိုလဲဆိုတော့အဲဟိုဘယ်လိုခေါ်မလဲငါငါသူတို့လိုတိတ်မပြောတတ်ဘူးပေါ့နော်ပြီးတော့သူတို့နဲ့ကိုနဲ့မှလည်းဟို Chris အမြဲဖြစ်တဲ့ feeling တစ်ခုပေါ့နော်အဲ့အဲ့အချိန်တုန်းကပေါ့ဘာဖြစ်လဲဆိုတော့ အဲသူတို့ကဟိုအရန်တော်တယ်ပေါ့အရန်တော်ကြတဲ့လူမျိုးပေါ့နော်ငါတို့မှတော့အလောက်ကြီးငါတို့ကတိတ်ပြောမသိဘူးဆိုတဲ့စိတ်ကဟိုမှန်တိုင်းပြောရင်ရှိတယ်တခြားသူတွေတော့မပြောတောက်တော့ဘူးဒါကတော့ခရစ်စတကိုရေခံစားချက်ပေါ့နော်ဟိုဒီဒီဒီခံစားချက်ကဘယ်ကနေလာတာလဲဆိုရင် maybe ကို့မှာတိတ်ပြီးတော့ conference ရှိတဲ့ နေရာဒေတာမျိုးနဲ့လည်းကိုမကြုံဘူးတာလည်းဖြစ်ဖြစ်မယ်။ဥမာအာခရစ်ဆိုလို့ရှိရင်တိတ်ရန်ချီကျူးခံရတဲ့သူမျိုးမဖြစ်ခဲ့ဘူးပေါ့နော်။တော်လိုက်တာဟိုအဲ့လိုအဲ့လိုဟာရင်အရင်မကြောက်ဘူးဆိုတော့ဟိုနောက်ပြီးတော့ ဒီမြန်မာ culture မှာလည်းရှိရလေတော်ရင်လည်းဟိုတိတ်အရန်ချီကျူးစရာမလိုဘူးပေါ့အဲ့ခါကျတော့ကိုကကိုယ့်ရဲ့ conference ကအဲ့မှာမရှိနေမရှိနေတော့သူတို့တွေကတစ်ခါရပြောရတယောက်တောင်မိုက်တယ် man ဘာညာနဲ့ပေါ့သူတို့ချင်းချင်းမှာမြောက်ပြီးတော့ကိုဟိုတေချာနားထောင်နေတဲ့အချိန်မှာကိုစိတ်ကကြတော့တဖြည်းဖြည်းနဲ့ဟိုကိုဘာပြောရင်ကောင်းမလဲဆိုတဲ့ဟာနေပြီးတော့စပြီးတော့ကြောက်လာကိုအလှရောက်ခံနီးလေလက်တွေအေးလာအာ ဇော်ကျူတွေစပြန်လာပြီပေါ့။ဘာလို့ဆိုတော့တကယ်တကယ်တမ်းပြန်ပြောမယ်ဆိုရင်နောက်တစ်ခါကျခရစ်စမတ်ဘာမှပြောစရာမရှိဘူး။ငါဘယ်ကလာတာနဲ့ဘယ်လူမျိုးကဖြစ်တယ်ဆိုတာလွဲလို့ဘာမှမရှိဘာမှမရှိဆိုတော့အဲ့အနုပညာဆိုတဲ့ဟာရုပ်ရှင်ယုံမဲ့သွားကြည့်ဘူးလား။ခရစ်ရိုက်ကွင်းလည်းတစ်ခါမှမသွားဘူးဘူး။အာပြောရမယ်ဆိုလို့ရှိရင် မင်းသမီးဆိုတာကလည်းလူတိုင်းလူတိုင်းကမိမဆိုလို့ရှင်မင်းသမီးဖြစ်ချင်တယ်ပေါ့နော်။ယောက်ျားဆိုရင်မင်းသားဖြစ်ချင်တယ်ဆိုတော့ဒီကင်မရာဘိုင်တိလို့လည်းမဟုတ်ကိုအရန်ဖြစ်ချင်တာတခုခုကိုအန်ကိုမြားရိုက်လို့ရှင်ပိုအစဉ်ပြေမလားဆိုတဲ့စိတ်ကလေးနဲ့သာတွားလိုက်တာ။သရုပ်ဆောင်တဲ့မင်းသမီးကွာချတာလည်းခွတိတ်တော့တိတယ်လူလည်းမဟုတ်သေးဘူးဆိုတော့ဘာဆိုဘာမှအတွေ့အကြုံမရှိတဲ့သူကြီးက သူတို့တွေပြောလဲပြောပြီးကိုယ်လှည့်လဲရောက်ကိုအင်းညောင်အင်းညောင်စဖြစ်ပါလေ။ငိုရဲကလည်းခွဲစကတင်ငယ်စိတ်ကလည်းအများကြီးရှိတာလည်းပါတယ်။နောက်တစ်ခုကကိုယ်မှာဘာ experience မှတကယ်တမ်းမရှိဘူးဆိုတဲ့စိတ်ကဖြစ်သွားတဲ့အချိန်မှာဟိုတင်မလားဟိုဘလူးလဲဆိုတော့ဟိုအင်းညောင်အင်းညောင်အတန်လေးနဲ့လေ my name is ဘာမသူကဘာဆိုပြီးတိတ်လည်းမပြောတတ်ဘူးပေါ့နော်။ကိုကဘယ်နိုင်ငံဆိုသူတို့ကြည့်ရတာလည်းလေဘမာကိုလည်းမသိဘူး။ ီးတော့ဗမာလို့ပြောတဲ့အချိန်မှာလဲဟိုတိတ်ဒါဒီဒီနိုင်ငံတစ်ခုသူတို့သူများဆိုရင်တော့မသိရင်တော့မဟဲ့ဘာလဲဘယ်နိုင်ငံလဲမင်းရင်တော့ကို့မှာပြန်ဖြေရသေးပေါ့အဲ့လိုလဲတယောက်မှမမေးမမေးဘဲသူတို့ကဘလို့ဖြစ်လဲဆိုတော့အချင်းချင်းတခြားသူတွေနဲ့လည်းသူတို့ဘာသူတို့ဘာညာအဲ့လိုမိစဖွဲ့နေကြတယ်ဆိုတော့ကိုယ့်ဟဲ့အားလုံးက ကိုပြောရလဲတိတ်နားမလဲတာလားကိုကိုတိုင်းကလည်းဘာမှစိတ်ဝင်စားစရာမကောင်းတာလားမသိအဲ့လိုဖြစ်တဲ့အချိန်မှာလူကအယံဝမ်းနေလားဝမ်းနေလားဆိုတော့ကိုကိုကိုဒီနေရာကြီးနဲ့ငါနဲ့ fit ဖြစ်ပါမလားဆိုတဲ့စိတ်ကအဲ့မှာပထမဦးဆုံးစဖြစ်ပြီပေါ့နော်ဖြစ်လဲဖြစ်ကောလုံးနဲ့ပဲပြီးွားပြီးတော့ဟိုကြောင်တောင်တောင်နဲ့ပေါ့နော် အတန်းထဲမှာဟိုဘယ်လိုခေါမလဲဘာပြင်ဒီနေ့ကဘာမှလည်းအရင်ကြီးတော့တိတ်မတင်သေးဘူးတဲ့ဆရာဒါပေမဲ့အဖွဲလေးစဖွဲဆိုပြီးအဲ့မှာဖြစ်ကောဖြစ်လဲဖြစ်ကော ိုင်အဲ့မှာစပြီးဒုတိယအကြိမ်ပြဿနာစတက်တော့ခုနကတော့ကိုယ့်ရဲ့စွမ်းရည်ပေါ့နော်ကိုယ့်ကိုယ်ဘယ်လိုခေါ်လဲကိုကိုကိုမိတ်ဆက်တဲ့အချိန်မှာငါဘာပါငါဘာတွေလုပ်ခဲ့ဘူးပါတယ်ငါတို့နိုင်ငံကဘလို့ပါဆိုတဲ့တိတိကျကျတော့မပြောနိုင်တဲ့သူလားလည်းဖြစ်နေတယ်ခွစ်အရာငါပဲပဲရှိတယ်လေပူပူသေးသေးလေးဆိုတော့သေးသေးလေးလည်းဖြစ်နေတယ်လူကလည်းကြည့်လိုက်တော့ baby face နဲ့အဲ့ချိန်တော့အဲ့တော့ကိုသူတို့က စိတ်လည်းမဝင်စားသလို group တွေလည်းဖွဲ့ရောဘာသူမှမယူခြင်းအဖွဲတဖွဲ့ရတော့ okay okay တဲ့ငါတို့ပဲယူလိုက်မယ်ပေါ့နော်ဆိုတော့ကိုပုံစံကလေ quiz တော့ငငယ်တော့ကအာထုတ်စီးတိုးကစားရင်ပဲဖြစ်ဖြစ်အာကြိုးခုံတာပဲဖြစ်ဖြစ်ပေါ့အသင်းဖွဲ့နဲ့ကစားတဲ့အချိန်မှာ ဘယ်သူမှမလို့ခြင်းတဲ့သူဆိုတာရှိရလေအဲဒါမှမဟုတ်လေကိုညီလေးတို့မောင်လေးတို့ပါလာပြီဆိုလို့ရှိရင်အဲတိတ်မယူခြင်းဒါမှမဟုတ်လေသိရပလားအင်းကစူမားတို့ဒါမှမဟုတ်လေဟိုထဲဆော့အောင်ဆော့ရမယ်ဆိုတဲ့အချိန်မှာထမင်းကျိုးဟင်းကျိုးပုံစံကလုံးဝဖြတ်သွားတဲ့အချိန်မှာလုံးဝ0 level ပေါ့နော်0တောင်မှ minus level လုံးဝကိုကိုကိုယုံကြည်မှုလည်းမရှိတော့ဘူး ဟိုစိတ်တက်ကလည်းတော်တော်ထိုးကြသွားပြီနောက်ဆုံးတော့အတန်းပြီးသွားတယ်ပေါ့အတန်းပြီးသွားပြီးတော့အာကျောင်းဆင်းကျောင်းဆင်းနဲ့အချိန်ရောက်သွားကျောင်းဆင်းလည်းဆင်းရောအဲအတန်းအပြင်လည်းရောက်လေရောက်ကော ကိုစားကလာကြိုးနေပထမဦးဆုံးနေဆိုတော့လည်းလုံးဝအရင်သိကျင်နေတာပေါ့ဟာ film school ကိုတက်တယ်ပေါ့နော် film school ကိုတက်မှာဆိုဘေးမှာတငယ်ချင်းလည်းပါတယ်တငယ်ချင်းကတော့အဲ့ Chris နဲ့ကြောင်းတူတူတက်တဲ့တခြားမိကြပေါ့အဲ့မှာကိုစားကမြင်လည်းမြင်ရော Chris ကဘုံစုံငိုကြတလိုက်ကောသူကမေးလိုက်တဲ့အချိန်မှာ ကဲအတန်းထဲမှာဘလို့ရှိလဲဘာလဲသူလက်သိကျင်လို့မေးလိုက်တဲ့ဆယ်မှာဘာမှမဖြေပဲနဲ့ငါဘူးမလဲကိပစာရုပ်ဆိုငိုချလိုက်ကောငိုလဲငိုချလိုက်ကော तू ကဟဲဟိုဘလို့ခေါမလဲငိုရီစာဆိုတော့လေအဲ့တော့ရီစာပဲရှိသေးတော့ငိုချတဲ့အချိန်မှာသူမျက်နှာကိုကြည့်လိုက်တာသိရဲ့ तू ပြုံးစီပြုံးစီတော့ဖြစ်နေရီကျင်တာပေါ့နော်ရီကျင်တာဒါပေမဲ့လည်းရီစာဆိုတော့မရီရဲဘူးပေါ့မရီရဲဘူးဆိုတော့ဟိုခေါင်းလေးကိုပုတ်ဟိုโอเคโอเคပေါ့ဟို နောက်နေ့တွေပို့ပြီးတော့အဆင်ပြေသွားမယ်ပေါ့အဲ့လိုနဲ့ပြောပြီးတော့ပြန်သွားပေါ့နော်ပြန်သွားတဲ့အချိန်မှာပြောရမယ်ဆိုရင်ခွစ်ရဲ့အကျင့်တစ်ခုရှိငိုလိုက်ပြီးမကြိုက်ကိုကိုအဲ့လိုပျော့ညံ့တာကိုလည်းတကယ်တမ်းကျတော့အရန်ကြိုက်တဲ့သူတွေမှမပါပထမပိုင်းမှာတော့ခွစ်ရဲ့စိတ်က ဟိုနင်းကြီးရောဟိုอ่ะပေါ့နော်သူများကိုနည်းနည်း blend လုပ်ချင်တာပေါ့ဘယ်လိုမျိုးလဲဆိုတော့ drama ပေါ့နော်ဟို drama ချိုးလိုက်တာဟိုသူတို့อ่ะလဲပေါ့နော်ငါ့ကိုဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုစိတ်ကလေးอ่ะဖြစ်ချင်ဒါပေမဲ့ကိုယ်စိတ်ထဲမှာဘာသွားတွေးလိုက်လဲဆိုတော့သူတို့အနေနဲ့ဟိုကလည်းသူတို့ကြည့်มาပဲဒီကိုကြည့်ပြန်လာရတဲ့ဘဝနဲ့သူတို့ကြည့်ပြန်လာရတဲ့ဘဝမတူသူတို့อ่ะငငယ်လေးတည်းက တက်တက်လက်လက်ပြောတတ်ဆိုတတ်အောင်ကြောင်းနေရ train ပေးတယ်မိဘတွေက train ပေးတယ်လာစားတော့ဆိုင်မှာသွားရဆိုလို့ရှိရင်ကလေးတယောက်ကို thank you ပြောလိုက်အောင်လေဟာ aura မှာလိုက်အောင်လေဆိုတော့ဒီ nature လေးကနေပြီးတော့ကြောင်းနေမှာဆိုလို့ရှိရင်လည်း discussion တွေရှိရတယ်ပြောရတယ်ဆိုရတယ်ဒါပေမဲ့ကိုယ်ရည်ကြီးပြင်းလာရတဲ့ဘဝကြာရှာမရှိနေနေပစပိတ်ထားဆိုတာပုံများတယ်လေနော်ဘယ်လိုပဲပြောပြောဟို ဆရာမဆိုလဲမျိုးလုံးနဲ့စိုက်ပြီးတော့မကြည့်ရဘူးလေဟိုဆရာမစာသင်နေတဲ့အချိန်လေးပဲဖြစ်ဖြစ်เสียดิโล discussion ဆိုတာလည်းမရှိခဲ့မရှိခဲ့ကြတော့ကိုယ့်ရဲ့တိတ်ငယ်စိတ်ကိုလည်း तू อ่ะလည်းဟဲ့ဘယ်က creature ဘာလို့ဖြစ်လို့ဒီလိုမျိုးလေး तू อ่ะဟိုပျော့စီပျော့ဖက်အညောင်အညောင်ဖြစ်နေရလဲပေါ့ပြီးတော့ film ရဲ့ nature အရာကလည်းတအားကိုတကယ်ကိုဒိုးတူပောင်ဖက်အသင်ဖွင့်နေလောက်ရတဲ့ဟာကိုဒီ ို့လိုပျော့စီပျော့စီဒီဘာမှမတတ်တဲ့ဟာကိုသူတို့အသင်းဖွဲ့ထဲမှာမလိုချင်ဘူးဆိုတာကိုလေတဖြည်းဖြည်းနဲ့ကိုယ်စိတ်ထဲမှာအဲ့ဒါဟိုရှင်းလာတယ်ပေါ့အဲ့တော့ okay ဒါဆိုရင်တော့ငါဟိုသူတို့လက်ခံလာတဲ့အသင်းအဖွဲ့ကကိုယ်လက်ခံလာတဲ့လူစုကိုဖြစ်ရ okay ဒါဆိုလို့ရှင်တော့အာကောနာတော့ထွက်ပြေးမလား ပြန်ဆိုင်မလားဆိုတဲ့အချိန်မှာဒါကိုတော့ဖြစ်အောင်တော့ငါလှုပ်ချင်တယ်ဆိုတဲ့စိတ်ကဖြစ်သွားဖြစ်သွားတော့ Chris ဟိုဟာနောက်နေ့ကိုကြံပြန်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်ဒါကတော့ Chris ရဲ့ပထမဦးဆုံးကြံစတက်ခဲ့တဲ့ဒီရုပ်ရှင်သမားတယောက်စပြီးတော့မဖြစ်ခင်မှာပေါ့နော်ပထမဦးဆုံးစခဲ့တဲ့ခြေလန်းလေးရဲ့အတွေ့အကြုံလေးကို share ပေးတာပါအမ်အားလုံးလည်း ကိုယ့်ရဲ့ career တစ်ခုခုရွေးတော်မယ်ဆိုလို့ရှိရင် Chris လိုပဲရင်ဟိုဖြတ်ကျော်ကြရမယ်လို့ထင်တယ်။အာဖြတ်ကျော်ခဲ့ကြရတဲ့လူလည်းအများကြီးရှိမယ်။အာဒါမို့လို့ရှင်လည်းအခုမှစပြီး career အသစ်ကိုစဖို့အတွက် စိုင်ကောင်းမလားမဆိုင်ကောင်းမလားဖြစ်နေတဲ့မောင်လေးညီမလေးတွေအတွက်လည်းခွန်အားဖြစ်စေခြင်းလို့ Christy episode 1မှာဒီအကြောင်းပြောဖို့ရွေးလိုက်တာပေါ့နော်။ဆိုတော့အားလုံးနောက်ထောင်ပြရကျေးဇူးပါ။ နောက်ထပ်လဲခရစ်ရဲ့မှတ်မှတ်ရရ show အစီအစဉ်လေးတွေကိုစောင့်ကြည့်ပေးပါအောင်လို့